်မင်္ဂလာပါရှင်ဘာမခိတဲ့တဲ့ရင်ဌာနကနေအော်တိုဘာလ26ရက်နေ့မနက်ခင်းစိတ်ဝင်စားပွဲထိတ်တန့်ရောက်တဲ့ရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့ရင်ကတော့ရွှေကောက်ပွဲဥပဒေကိုလိုတလိုကစားနေသည့်စစ်ကောမရှင်က PPP ဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ဤရွှေကောက်ပွဲဝင်ပြိုင်ခွင့်ကိုပယ်ဖြတ်တယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရွှေကောက်ပွဲဥပဒေကိုပြင်ဆင်ပြီးနောက်လူတလူပုံဖော်ကင်တွေကစားမှုများလှုပ်ဆောင်နေသည့်စစ်ကော်မရှင်သည့ ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌဒေါ်သက်သက်ခိုင်အောင်၎င်းတို့ပြုလုပ်မဲ့ရွေးကောက်ပွဲ၌ဝင်ရောက်ရှင်ပြိုင်ခွင့်ပယ်ဖျက်ခဲ့ကြောင်းသိရပါတယ်။ဒေါ်သက်သက်ခိုင်သည်လာမယ့်ဒီဇင်ဘာ28ရက်မှစတင်ပြီးအပိုင်းလိုက်ပြုလုပ်မဲ့စစ်ကော်မရှင်၏ရွေးကောက်ပွဲတွင်ရန်ကုန်တိုင်းအမျိုးသားလွှတ်တော်မဲဆန္ဒနှင့်အမှတ်နှစ်မှဝင်ရောက်ရှင်ပြိုင်ရန်ကိုယ်စားလှယ်လောင်းအဖြစ်လျှောက်လွှာတင်သွင်းထားသူဖြစ်ပါတယ်။အဆိုပါကိစ္စရက်နဲ့ပတ်သက်၍အပြစ်မှန်သိရှိနိုင်ရန်အတွက်အရာဝတီတိုင်းသတင်းဌာနက ဒေါ်သက်သက်ခိုင်ထံဖုံးပြင်းအချိန်ချင်းဆက်တွေ့ခဲ့တော်လဲဖုံးကင်ဖြေဆိုခြင်းမရှိသလို PPP ပါတီအနေဖြင့်လည်းလက်ရှိအထိတရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိသေးကြောင်းသိရပါတယ်စစ်ကော်မရှင်လက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကလည်းသတင်းဌာန၏ဆက်တွေ့မေးမြန်းမှုကို၎င်းတို့ဖွဲ့ထားသည့်သတင်းကြန့်ကြားရေးအွန်လိုင်းကလုကနေတာမြင်းမြန်းရန်နှင့်တရားဖြေကြားရန်မရှိသေးကြောင်းတုံ့ပြန်ခဲ့ပါတယ် ။လိုက်ရှိထွက်ပေါ်နေသည့်သတင်းများအရဒေါ်သက်သက်ခိုင်သည်ရှမ်းကုန်းတိုင်းကဘာအေးဖရလန်နှင့်ဆရာဆန်လန်တောင်ရှိ68 resident အင်ယာစီမံကိန်းနှင့်ပတ်သက်၍အကျွေးတင်နေသောငွေကျပ်ဘီလီယံ100ကျော်ကိုပြန်မဆက်နိုင်ခြင်းကြောင့်ဝင်ပြိုင်ခွင့်ပယ်ဖြတ်ခံရခြင်းဖြစ်ကြောင်းသိရပါသည်။သို့တော်လည်းအဆိုပါကိစ္စရပ်အပေါ်သတင်းဌာနအနေနဲ့တိကျအတည်ပြုနိုင်ခြင်းမရှိသေးပါဘူးအဆိုပါအခြေအနေသည်စစ်ကော်မရှင်၏လွှတ်တော်ကိုယ်စားလှယ်လောင်အရေးအချင်းသတ်မှတ်ချက်အရတရားဝင်လူမွေးစရင်ကြေညာခံထားရသူမဟုတ်သည့်တော်လည်း ရင်းကဲ့သို့သောအခြေအနေများကိုအကြောင်းပြု၍စစ်ကော်မရှင်က၎င်းတို့လိုတလို့ပုံဖော်ကစားခြင်းဖြစ်နိုင်ကြောင်းသုံးသပ်မှုများရှိပါသည်။ဒေါ်သက်သက်ခိုင်သည် NLD ပါတီမှထုတ်ပယ်ခံရပြီးနောက် PPP ပါတီကိုဦးစီးတည်ထောင်ကပြီးခဲ့တဲ့2020ရွေးကောက်ပွဲအောင်ဝင်ပြိုင်ခဲ့တော်လဲတဏီယာမှအနိုင်ရရှိခြင်းမရှိသလိုအာနာသိမ့်ပြီးနောက်စစ်ကော်မရှင်ခံဝင်ကြီးများအဖြစ်တာဝန်ထမ်းခဲ့သူလည်းဖြစ်ပါသည်။ ထို့နောက်ယခုနှစ်ဇန်နဝါရီ31ရက်တွင်ဝင်ကြီးတာဝန်များမှအနာပေးခံရပြီးစစ်ကောင်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲ၌ဗဟန်ကမာယူအလုံးစံကြောင့်ကြီးမြင့်နိုင်လှိုင်မယန်းကုန်းနှင့်မြောက်ဥကလာပမျိုးနယ်တို့အတွက်အမျိုးသားလွှတ်တော်ဝင်ပြိုင်လာခြင်းဖြစ်ပါသည်အလားတူစစ်ကောင်မရှင်သည်ရခိုင်ရွေးကောက်ပွဲဥပဒေပုံမှ88အရာတာမြစ်ပိတ်ပင်ခံထားရသောရခိုင်ဦးဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်ကို၎င်းကြားခံရန်ကြံရှိနေသောပြစ်မှုပြစ်ဒဏ်များအားလူငင်းချမ်းသာပေ၍ရွေးကောက်ပွဲဝင်ပြိုင်ခွင့်ပေးခဲ့ကြောင်းသိရပါသည် ဆက်လက်ပြီးကခင်းစခန်းနှစ်ခုကိုအေအေနဲ့မဟာမိတ်များထပ်မံတင်ပိုက်၍ကပါဆတ်16အနီ၄မိုင်ဝန်းကျင်သို့ရောက်ရှိတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပတောင်မြို့နယ်မတုံရွာအနီးရှိကပါဆတ်16ဤအဓိကပွိုင်ကုန်းနှင့်ကခင်းစခန်းများအသိမ်းခံရသည့်အတွက်ရင်းစခန်းများကိုပြန်လည်ရယူရန်စစ်ကောင်မရှင်ဘက်မှထိုးစစ်ဆင်တိုက်ခိုက်လာကြောင်းသိရပါတယ်။ စစ်ကော်မရှင်က666ပွိုင်ကုန်းကိုပြန်လည်ရယူရန်အတွက်နေပြင်းထိုးစစ်များအပြင်လက်နက်ကြီးပစ်ကူလေကြောင်းပစ်ကူများဖြင့်စစ်ကြောင်းထိုးလာရန်ပွိုင်ကုန်းနှင့်မိုင်ဝဲခန့်အကွာတွင်တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ကြောင်းသိရပါသည်23ရက်နေ့ကတိုက်ပွဲအပြင်းထန်ဖြစ်ပြီးတော့လေရင်မျိုးစုံတုံးပြီးစေချိန်လောက်ကိုပုံလှကျဲတယ်။အဲ့ဒီကြားထဲကခကင်းစခန်းနှစ်ခုကိုအေအေကထပ်သိမ်းလိုက်တယ်လို့သိရပါတယ်ဟုစည်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါရယ်။ အေအေနဲ့ပူးပေါင်းတပ်ဖွဲ့များဤတံပြန်ထိုးစစ်ကြောင်းစစ်ကော်မရှင်တပ်များနောက်ဆုတ်ပြလိုက်ရသည့်အပြင်ခါကင်းစခန်းတစ်ခုကိုပါရမန်နီအော်တိုဘာ24ရက်နေ့တွင်စစ်ကော်မရှင်ကထပ်မံလက်လွတ်လိုက်ရကြောင်းသိရပါသည်။အေအေနဲ့ပူးပေါင်းတပ်ဖွဲ့များဤထိုးစစ်မှာခပါစ16နှင့်6မိုင်အခန့်အကွာသို့ရောက်ရှိနေပြီးဖြစ်ပြီးစစ်ကော်မရှင်ကလေကြောင်းနဲ့ဒရုန်းထိုးဖြင့်အစမပြတ်ခုခံနေကြောင်းသိရပါသည်။ စစ်ကော်မရှင်တပ်က .666 စက္ကန့်မကြခင်ညောင်ကျိုးနဲ့တောင်ကုတ်လမ်းကြောင်းကိုဥတီတိုက်ခိုက်ပြီးလေတာတောင်ကျောကိုပါစစ်ကြောင်းထိုးနေခဲ့ရမှယခုရက်ပိုင်းတွင်ကပ္ပစာ16ကိုကောက်ွယ်ရန်စစ်ကြောင်းများ .666.0 NDT ဥတီလာခြင်းဖြစ်ပါသည်ကပ္ပစာ16ရန်ချက်စက်ယုံတွင်စစ်ကော်မရှင်တပ်များအင်အားထပ်ထိုးထားပြီးမတုံချောင်းပြတပ်ဝိုင်းနှင့်စက်ယုံအနီးတွင်တိုက်ပွဲများနီးကပ်စွာဖြစ်ပွားနေကြောင်းသတင်းရင်းမြစ်ထံမှသိရပါသည် ယနေ့အောက်တိုဘာ24ရက်နေ့ကလည်းစစ်ကော်မရှင်ကမတုံချေးပါအထိတဝိုင်းသို့စစ်ကူအင်အား200ခန့်ထပ်မံပို့ဆောင်ခဲ့ကြောင်းဒေသခံများထံမှသိရပါဗျ။ဆက်လက်ပြီးလောင်းလုံးတွင်ထင်းရက်ဆက်တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်တပ်ကအထိနာပြီးစစ်ပေးဆောင်ပြည်သူများကိုလိုက်လံဖမ်းဆီးမှုပြည်သူ30ကျော်ဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။တနင်္လာနေ့တိုင်းလောင်းလုံးမြို့နယ်တွင်နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားပြီးနောက်အကြမ်းဖက်စစ်တပ်ကအထိနာပြီးစစ်ပေးဆောင်ပြည်သူများကိုလိုက်လံဖမ်းဆီးမှုပြည်သူ30ကျော်ဖမ်းဆီးခံရကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်။ အော်တိုဘားလ21ရက်နေ့ညနေ9နာရီကျော်ခန့်တွင်အချမ်းဖတ်စစ်တိတ်စစ်သင်္ဘောပေါ်၌လိုက်ပါလာသောအင်အား100ကျော်ပါစစ်တပ်စစ်ကြောင်းသည်လောင်းလုံးမြို့နယ်ကရင်ကြီးရွာကိုစစ်ကြောင်းထိုးခွင်ရောက်လာစဉ်တော်လန်ရေးတပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းထိုထိတွေ့တိုက်ပွဲအတွင်းအချမ်းဖတ်စစ်တပ်ဘက်မှအထိနာခဲ့သောကြောင့်စစ်သင်္ဘောနှင့်ခလာရ104ရက်မှစစ်သားများကလက်နက်ကြီးများဖြင့်ကျေးရွာများကိုရန်တမ်းပစ်ခတ်လျက်ရှိကြောင်းသိရပါသည် အဆိုပါအကြံဖတ်စစ်တပ်စစ်ကြောင်းသည်အော်တိုဘားလ22ရက်နေ့တွင်ခရင်ကြီးရွာမှကမ်းပဏီကြီးရွာကိုထပ်မံစစ်ကြောင်းထိုးလာ၍တော်လိုင်းရေးတပ်ဖွဲ့များနှင့်နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်ထိုထိတွေ့တိုက်ပွဲများအတွင်အကြံဖတ်စစ်တပ်ဘက်မှထိခိုက်မှုများပြားပြီးအတိနာခဲ့သောကြောင့်စစ်ကြောင်းကကြေးရွာများကိုဝင်ရောက်စီးနင်းခြင်းမပြုတော့ပေတောတောင်များအတွင်မှသာသွာလာနေစဉ်စစ်ပေးတိန်ရှောင်နေသည့်ပြည်သူ၃၀ကျော်ကိုတွေ့ရှိကဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရပါသည် စစ်ခွေးတွေကရွာတဲဝင်ရင်တိုက်ပွဲဖြစ်နေလို့ဒီကောင်တွေကရွာတွေထဲကိုမဝင်ပဲတောတောင်တွေထဲကရှောင်ပြီးသွာလာနေတဲ့အချိန်မှာစစ်ပေးရှောင်ပြည်သူ30ကျော်ကိုတွေ့သွားပြီးတော့ဖမ်းဆီးသွားတာပြည်သူတွေကိုမနေ့ကတော့ပြန်လွတ်လိုက်တယ်လို့ပြောပေမဲ့အတီတော်မပြူနိုင်သေးဘူးစစ်ခွေးစစ်ကြောင်ကလက်ရှိချိန်ထိတောတောင်တွေထဲမှာရှိနေသေးတယ်ဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်အကြံဖန်စစ်တပ်စစ်ကြောင်ကကရင်ကြီးရွာကမ်းပဏီရွာမှပြည်သူများအပါဝင်ထောင်ထဲချီသောပြည်သူများသည်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီးစာနယ်ဇင်းကနေစေဝါများလဲလိုအပ်လျက်ရှိကြောင်းသိရပါတယ် ဆက်လက်ပြီးတော်လန်ရေးအဖွဲ့များတိုင်းရင်းသားများအားလုံးစီလုံးညှိညွတ်မှုဖြင့်အမှန်တရားပေါ်ရက်တည်၍အောင်ပွဲရသည့်အထိဆက်လက်တိုက်ပွဲဝင်သွားရမည်ဟု KIO KIA ဥက္ကဋ္ဌဖုံမူကြီးအင်ဘန်လာတိုက်တွန်းနေဆွဲတဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံတွင်တော်လန်ရေးအဖွဲ့များတိုင်းရင်းသားများအားလုံးစူးစီးညှိညွတ်မှုဖြင့်အမှန်တရားပေါ်ရက်တည်၍အောင်ပွဲရသည့်အထိစစ်အာဏာရှင်ကိုဆက်လက်တိုက်ပွဲဝင်သွားရမည်ဖြစ်ကြောင်း KIO KIA ဥက္ကဋ္ဌဖုံမူကြီးအင်ဘန်လာကတိုက်တွန်းပြောဆိုလိုက်ပါတယ်ရှင်းနေချောက်တဲ့65နှစ်မြောက် 65နှစ်ပြည့် KIO အထိမ်းအမှတ်မိန်ကွန်းတွင် KIO KIA ဥက္ကဋ္ဌပုံမူကြီးအင်ဖန်လာကအထက်ပါအတိုင်းပြောဆိုသွားခြင်းဖြစ်ကြောင်းကချင်းတရင်ချင်းမြက်ကဥက္ကဋ္ဌဤမိန်ကွန်းကိုမြန်မာဘာသာသို့ပြန်ဆိုရှင်းပြခဲ့ပါသည် သူပြောတာကအခုချိန်မှာကရင်လူမျိုးတွေရောတိုင်းသားပေါင်းစုံအတူလက်တွဲပြီးစီစီလုံးလုံးညီညီညွတ်ညွတ်နဲ့မှန်ကန်တဲ့ရည်တည်ချက်နဲ့မြစ်တာပြလက်တွဲခေါ်ပြီးတော်လန်ရေးကိုလက်တွဲပြီးအောင်ပွဲရသည့်အထိတိုက်ရမယ်။အလုံးအတူတူညီညီညွတ်ညွတ်နဲ့သွားရမယ်။အခုဆိုရင်တော်လန်ရေးအဖွဲ့တွေအများကြီးရှိတယ်။အဲ့ဒါတွေအလုံးစုစည်းညီညွတ်ရမယ်။နိုင်ငံရေးစီရေးချိန်ညှိပြီးဆက်လက်တိုက်ပွဲဝင်သွားရမယ်ဆိုတာကိုဥက္ကဋ္ဌကပြောထားတဲ့ဟုကချင်သတင်းရင်းမြစ်ကရှင်းပြပါဗျ။ ထို့ပြင်တိုင်းပြည်အငြိမ်းချမ်းရေးအတွက်စစ်ဆက်ဆွေးနွေးရေးလမ်းကြောင်းကိုသွားရမည်ဖြစ်တော်လေစစ်တပ်ရွှေကောက်ပွဲကြောင့်ရွှေကောက်ပွဲကိုထောက်ခံသူနှင့်ကန့်ကွက်သူအဖွဲ့ကြီးနှစ်ခုကွဲသွားပြီးညီနာရေးလမ်းကြောင်းဝေးကွာသွားကာဒီရင်းစစ်လေကြာရှင်းမည်ကိုစိုးရိမ်ကြောင်းဗိုလ်ချုပ်ကြီးအင်ပန်လာကပြောဆိုပါရယ်ဥက္ကဋ္ဌကပြောတဲ့အထက်မှာစစ်တပ်ရဲ့ရွှေကောက်ပွဲကိုသူအထူးစိုးရိမ်နေပါရယ်ဘာလို့လဲဆိုတော့ဒီရွှေကောက်ပွဲကိုထောက်ခံတဲ့အဖွဲ့ကန့်ကွက်တဲ့အဖွဲ့ဆိုပြီးအဖွဲ့နှစ်ဖွဲ့ကွဲသွားမယ်ဒီအဖွဲ့စည်းနှစ်ခုကလွယ်လွယ်နဲ့ညီနိုင်ဖို့ခက်ခဲသွားမယ်ဒီရင်းစစ်လေဒီထက်ပိုပြီးကြာရှည်သွားနိုင်တယ် အဲ့ဒါကိုလည်းသူထည့်ပြောတယ်နောက်ပြီးစစ်တဲ့အောက်ကပြည်သူတွေအနေနဲ့ရွေးကောက်ပွဲကိုပူပေါင်းရမယ့်အခြေအနေတွေမှာတတိထားကြဖို့လေသူကထည့်ပြောတယ်ဟုကချင်းသတင်းရင်းမြစ်ကဆက်လက်ရှင်းပြပါတယ်။ KIO KIA ဥက္ကဋ္ဌကဆွန့်လွတ်ပေးဆက်ခရသောအသက်သွေးချွေခနာကိုအစိတ်အပိုင်းနဲ့ဘဝများအလဟတ်တမဖြစ်စေရေးအတွက်တော်လန်ရေးကိုအောင်မြင်သည့်အသည့်ဆက်လက်တိုက်ပွဲဝင်ရှောက်လန်းရမည်ဟုလည်းဂရီဘေးပြောဆိုသွားကြောင်းသိရှိရပါတယ်။ KIO KIA စတင်ချိန်ကလက်လုတ်တနက်ဖြစ်စတင်ခဲ့တော့လေယခုအချိန်တွင်စက်တနက်ဖြစ်တိုက်ပွဲဝင်နေကြောင်းကချင်တော်လိုင်းရေးတွင်အားလုံးနဲ့အတူလက်တွဲဆောင်ရွက်ခဲ့ပြီးစစ်ရေးနဲ့နိုင်ငံရေးတွင်ပါနောက်ဆုတ်ချင်းမရှိပဲရှေ့သို့တိုးနေကြောင်းဖျားသခင်ကိုကျေးဇူးတင်ပြီး KIO KIA အဖွဲ့ဝင်များအားလုံးကိုလည်းကျေးဇူးတင်ကြောင်းဥက္ကဋ္ဌကထည့်သွင်းပြောဆိုသွားပါတယ်